ကိုလိုချင်တဲ့စုသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာကိုတောင်းတဲ့အတိုင်းပြည့်စုံဖို့ရတဲ့အတွက်ကိုယ်တဏ္ဏမှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့တော့အဲ့ဒါကဘာလဲလို့ဆိုရင်နမတေကယုံကြည်ချက်တတ်တာရှိရနမနေကကိုချင်းတင်လာနဲ့ပြည့်စုံရနမသုံးကတရားဓမ္မကိုကြားနာပူးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တော်ပေါင်းတရားကြားနာတယ်ဆိုတော့ အင်မတန်မှတန်ဖိုးရှိဘုဆေရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေဒါကြောင့်မို့လို့အဖြစ်ကင်းတဲ့ပညာရတဲ့နဲ့ပတ်သက်ပြီးတော့ဈာနာဘူးခြင်းဆိုတဲ့သုတ္တဆိုတာရှိရနောက်တစ်ခုကစာကားဆိုဆုံးလွှူဒန်းမှုတစ်ခုကိုရှိရနောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်တဲ့ပုဂ္ဂိုလ်ရှိရ အဲ့ဒီငါချက်ပြည့်စုံပြီဆိုလို့ရှိရင်တောင်းတဲ့ဆုမှာပြည့်စုံတယ်လို့ခေါ်တယ်။အဲ့တော့ဘုန်းကြီးတွေတွေဆွတောင်းမယ်ဆိုလို့ရှိရင်ဒီ96ကိုကိုရှိမရှိပြည့်စုံမှုရှိမရှိချုပ်တင်ပြီးတော့စဉ်းစားထားဒီ96နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆွတောင်းမှုဟာပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့တေသနာတော်ပဲ။